်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မချမ်းဘောမြို့နယ်မှာအကျန်းဖတ်စစ်အုပ်စုစစ်ကြောင်းကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်အကျန်းဖတ်စစ်အုပ်စုအထိနာပြီးစုခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကချင်ပြည်နယ်မချမ်းဘောမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်တပ်အထိနာခဲ့ကြောင်းကချင်စစ်ရေးတရင်ချင်းမြေအချို့ကပြောပါရယ် နိုဝင်ဘာ16ရက်ကမချမ်းပေါ်မြို့နယ်မလိခမြင်နာမှစစ်ကောင်စီတပ်စစ်ကြောင်းကို KIA ဖူပေါင်းတပ်ကဖိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စုတ်ခွာထွက်ပြေးသွားတယ်လို့ကချင်စည်ရေးသတင်းရင်းမြစ်တအူကအသိပေးထားပါတယ်စစ်ကောင်စီတပ်ဟောင်းပူရာအုံမြို့နယ်တန်ကြာရွာဘက်ကိုထွက်ပြေးသွားတာလို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအခြားကချင်သတင်းရင်းမြစ်တအူကလည်းအတည်ပြုပါတယ် စစ်ကောင်စီတပ်ဟာခေါလံဘူးဘက်ကိုစစ်ကူဖို့သွားတာမှာအတိုက်ခံရတာလို့ကချင်သတင်းရင်းမြစ်ကပြောပါရယ်တိုက်ပွဲမှာစစ်ကောင်စီတပ်စီကလက်နက်ခဲယမ်းတွေရရှိတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကဆိုပေမဲ့ဒေသုံထိကအခြေအနေတွေကိုဆက်လက်စုံစမ်းနေစေပါ KIA ပူပေါင်းတပ်တွေဟာ2025အောက်တိုဘာလကစပြီးခေါလံဘူးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရာအောက်တိုဘာအတွင်းမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်စခန်းလေးခုသိမ်းရထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောထားကြပါဗျ။ ကချင်ဒေသစည်ရေးအခြေအနေတွေမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးထံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး။ KIA နဲ့စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်ဘုံမော်မြို့နယ်နဲ့ဖားကန်မြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ဘုံမော်တိုက်ပွဲဟာ၁၇လကျော်ကြာမြင့်နေပြီးဖြစ်ပြီးလက်ရှိမြို့ပေါ်မှာ KIA နဲ့စစ်ကောင်စီအပြန်အလှန်ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဇက်တိုက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဖာကန်ဒေတာမှလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တောင်းလက်နက်ကြီးတွေရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့ KIA ကအသိပေးထားပါဗျ။နိုဝင်ဘာလ23ရက်ညနေကလည်းဖာကန်တပ်မကုံကနေလက်နက်ကြီးပစ်ခတ်ခဲ့လို့ဒေတာကန်ကလေးငယ်တဦးအပါဝင်ပြည်သူ့နှစ်ဦးထဏ်ရန်ရရှိခဲ့ပြီးနေအိမ်အချို့ပျက်စီးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးကဖော်ပြထားပါဗျ။ဆက်လက်ပြီးမော်ဘီမြို့နယ်ကြက်ဖို့ရုံကိုမျိုးပြကြက်များပစ်ခတ်တိုက်ခိုက် ရုံကိစ္စတပ်သားနှစ်ဦးပြင်းထန်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှော်ပြမြို့နယ်မှာနိုဝင်ဘာလ16ရက်နေ့ည10:00နာရီဝင်းကျင်ခန့်ကကြံခိုင်ရေးပါတီယုံပြစ်ခတ်တိုက်ခိုက်ခံရပြီးရုံးကိန်းဆောက်တပ်သား2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ပြကြွက်ကထုတ်ပြန်ထားပါတယ်။မော်ဘီမျိုးနယ်မှာစစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပြင်ဆင်နေတဲ့ကြံ့ခိုင်ရေးပါတီယုံကိုမျိုးပြချွတ်ယူကြီးရေးပေါ်တွေကလက်လုပ်ဖုံးတွေနဲ့ဖိကတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ စစ်တပ်မှနှစ်ဦးပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိကာကြောက်လန့်တကြားရန်တမ်းပြီးပြန်လည်ပြစ်ခတ်ခဲ့ပေမယ့်ယူဂျီရဲဘော်တွေကဘေးကင်းလုံခြုံစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။စေအိုစုရဲ့အကြမ်းဖက်သွေးစွမှုတွေကိုတရားဝင်ဖြစ်ရေးချိုးဖောက်နေမှုကိုတားဆီးရတယ်ပြည်သူတွေကိုမတရားဖန်ဆီးစစ်မှုထမ်းခိုင်းနေတာတွေကိုလက်တော့ပြန်တိုက်ခိုက်သွားမှဖြစ်တာကြောင့်စေအုစုဘက်မှပူးပေါင်းမှုတွေကိုရပ်တန့်ကြဖို့ကိုလည်းအတိပေးထားပါတယ် ရန်ကုန်တိုင်းအတွင်းမှာစစ်ကော်မရှင်ကအထူးရောင်ရွေးကောက်ပွဲအတွက်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပူးပေါင်းတာလှုပ်ဆောင်နေကြပြီးရွေးကောက်ပွဲနှီးလာလေလေလူငယ်တွေကိုပေါ်တာဆွဲဖန်ဆီးတာတွေနဲ့ရက်ကွက်တချို့မှလည်းစစ်မှုတန်းကျေလို့ဆိုကအုပ်ချုပ်ရေးမှူးထံကိုငွေကြေးပေးဆောင်ရတာတွေလည်းရှိတယ်လို့သိရပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့ကလည်းတာကေတာမြို့နယ်ရဲစခန်းကိုရဲဘော်တွေကလက်လုံဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဲစခန်းအတွင်းရှိရဲတပ်သားတွေထိခိုက်မှုရှိခဲ့တယ်လို့လည်းမြို့ပြကြွက်ကထုတ်ပြန်ထားပါသေးတယ်။ဆက်လက်ပြီးစင်ပောင်ဝဲမြို့နယ်တွင်အကြမ်းဖက်စစ်တပ် တန်ချက်ကာကတစီနဲ့အိမ်စီကတစီကိုပြစ်ခတ်တိုက်ခိုက်မှုဘူကြီးစိုးကုတ်ကိုမှအပါဝင်၃ဦးသေဆုံးပြီးလက်နက်နှစ်လက်နဲ့ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းစင်ပေါဝဲမြို့နယ်တွင်စစ်တပ်တန်ချက်ကာကတစီနှင့်အင်စီကတစီကိုပြစ်ခတ်တိုက်ခိုက်ခရာဘူကြီးစိုးကုတ်ကိုမှအပါဝင်၃ဦးသေဆုံးပြီးလက်နက်နှစ်လက်နဲ့ခရင်အချို့သိမ်းဆီးရရှိခဲ့ကြောင်းတရက်ခရိုင်အမှတ်ငါတပ်ရင်းထံမှသိရပါသည်။ရမန်နီနိုဝင်ဘာလ16ရက်နေ့ညနေ4:06မိနစ်က စင်ပောင်ဝဲမြို့နယ်ကိုပင်တာကရလမ်းပိုင်းတွင်မြေနီလမ်းဖက်သို့ဦးတီမောင်းနေလာသောအကြမ်းဖက်စစ်တပ်တန်ချက်ကာကတစီနေကားတစီကိုရုတ်တရက်တွေ့ရှိသဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောတိုက်ခိုက်မှုအကြမ်းဖက်စစ်တပ်မှဘူကြီးစိုးကုတ်ကိုမှအပါဝင်၃ဦးသေဆုံးပြီးစစ်သားများကင်ဆောင်အုံပြုသော79မမဘေရင်တလန် AK ဒင်ခောက်အမျိုးအစားတနတ်တလန် MA30 G အိမ်တစ်ခု MA3 G အတောက်20 40မမဘုံသီး6လုံးစစ်ယူနီဖောင်းတစ်စုံနဲ့လက်ကင်ဖုံးတစ်လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကောက်ွယ်ရေးတပ်မတော်တရက်ခရိုင်မှန်ကတပ်ရင်းမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးပေါက်ခေါင်းမျိုးနဲ့တွင်ဆိုင်ကင်၅စီးဖြင့်ကင်းဖက်ရန်ထွက်လာသောစစ်တပ်ကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီးဆိုင်ကင်၅စီးနဲ့ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်တွင်ဆိုင်ကင်ငါးစီးဖြင့်ခင်းပတ်ရန်ထွက်လာသောစစ်တပ်ကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရန်စစ်တပ်ဗမာ၃ဦးသေဆုံးပြီးဆိုင်ကင်နစည်းနှင့်ခရဲများသိမ်းဆည်းရရှိခဲ့ကြောင်း၃၆၁တက်ရင်စစ်ထောက်လန်ရေးတာဝန်ခံရဲဘော်ရှယ်တို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ9ရက်နေ့ညနေ6နာရီခန့်အချိန်ပေါက်ခေါင်းမြို့နယ်တေပင်ကျေးရွာရှိစစ်တပ်ထိုင်စခန်းမှစစ်သားများသည်ဆိုင်ကင်ငါးစီးဖြင့်တာကောက်ရွာဘောရီကုံရွာနှင့်တိုက်ချောင်းရွာတို့ကိုကင်းပတ်ရန်ထွက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များကတညီပင်ကျေးရွာနှင့် တိုက်ချောင်းရွာကြားတွင်ခင်းပုံးဝစ်ပြီးမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှ၃ဦးသေဆုံးကာ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကြီးပေါက်တစ်ခုကြီးတချို့နှင့်ဆိုင်ကဲနှစီးတို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါသည်။ပေါကောင်းမြို့နယ်တေပင်ကျင်းရွာစစ်ခွေးအထိုင်စခန်းကနေကင်းဖတ်ဖို့ထွက်လာတဲ့ဆိုင်ကယ်ငါးစီးပါစစ်ခွေးကိုကောင်ကိုကျွန်တော်တို့ရဲဘော်တွေကတညီပင်ရွာနဲ့တိုက်ချောင်းရွာကြားမှာကင်းပုံးဝစ်ပြီးလက်နက်တွေမိုင်းဝင်နဲ့တိုက်ခိုက်ခဲ့တာပါ စစ်ကွေး၃កောင်တည်ပြီးတော့နှစ်កောင်ထိုင်ရရတယ်စိုက်ကဲနှစ်စီးနဲ့ခရမ်းတချို့လည်းတင်းစီရရှိတယ်ဟု3600တက်ရင်စစ်တောက်လန်ရီတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်အစိုးရတိုက်ခိုက်မှုကဗျူဟာ27ကိုကဲမှုအောက်ရှိ3600တက်ရင်တက်ခွဲငါကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒေါ်လန်ရဲရဲဘော်များအထူးကံဖြီးပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးပေါင်းမြို့နယ်တွင်စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်ပြီးပြည်သူ9ဦးကိုတပ်ဖြတ်ကောင်း၄ကြောင်းဖြင့်စစ်တိုက်ပုံချင်း ကျေးရွာ28ရွာမှာပြည်သူတပေါင်းကျော်ထွက်ပြေးနေရတဲ့ဆွဲတဲ့ရင်ကိုတင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်မြို့နယ်အတွင်းအချမ်းဖတ်စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်နေပြီးပြည်သူ9ဦးကိုတပ်ဖြတ်ကောင်း၄ကြောင်းဖြင့်ဇက်တိုက်ပုံကျင့်နေ၍ကျေးရွာ28ရွာမှာပြည်သူတပေါင်းကျော်လေးလို့ရထွက်ပြေးတင်းရှောင်နေရကြောင်းဒေသခံပြည်သူများနှင့်ပညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီနိုဝင်ဘာလ16ရက်နေ့မှစတင်ပြီးပေါင်မြို့နယ်မြောက်ပိုင်းကိုအကြံဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြင့်စစ်ကြောင်းထိုးနေခြင်းကြောင့်ခြေရွာ28ရွာမှပြည်သူ18000နီးပါးသည်တောတောင်များအတွင်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ပေါင်မြို့နယ်အတွင်းကိုမြိုင်ဆက်မှုနှစ်မှထွက်လာသောအင်အား200ကျော်ပါစစ်ကြောင်းသည်ပေါင်မြို့နယ်အရှေ့မြောက်ပိုင်းစေးပင်ကြီးရွာနှင့်ကဘာဖြူရွာနှီးရောက်ရှိနေကြောင်းပေါင်မြို့နယ်ကဘာစာ24လက်နက်ယုံမှထွက်လာတဲ့အင်အား180ကျော်ပါစစ်ကြောင်းသည်ပေါင်မြို့နယ်အနောက်မြောက်ခြမ်းချောင်းဆောင်ရွာနှင့် မြင်းချောင်းရွာကိုရောက်ရှိနေကြောင်းပောက်ကပါစ24လက်နက်ဆက်ယုံမှအင်အား200ကျော်ပါစစ်ကြောင်းတည်လေပေါင်မြို့နယ်မြောက်ပိုင်းရွှေဘုံသာပြူစောတိရွာမှတက်စင်စစ်ကြောင်းထိုးဝင်ရောက်လာပြီးခြိုင်ဆောက်အောက်စုရွာနီးကိုရောက်ရှိနေကြောင်းသိရပါတယ်ထို့ပြင်အကြံဖတ်စစ်တပ်သည်ပေါင်မြို့နယ်မြောက်ပိုင်းကိုလည်းရမန်နီနိုဝင်ဘာလ16ရက်နေ့နနက်9:00နာရီကျော်ခန့်ကစပြီးဝိုင်းထွေးလျင်ဖြင့် ဘုံ66လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်လေရင်စက်တက်လေဒီများဖြင့်လေဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်အစူပါအကြံဖတ်စစ်တပ်စစ်ကြောင်းများသည့်အော်တိုဘာလ24ရက်နေ့ကထန်းတပင်ရွာကိုစက်တက်လေဒီဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင်းခြေရွာနေပြည်သူ၃ဦးသေဆုံးခဲ့ကြောင်းအော်တိုဘာလ29ရက်နေ့တွင်ရှားပင်ရေရွာမိုးကောင်းချောင်းမှအသက်30ကျော်အရွယ်ခိုရွှေမင်းနှင့်ရိုးကြီးတော်မှအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း အလားတူနိုဝင်ဘာလ17ရက်နေ့တွင်ဝက်ပုတ်ရွာအရှိဘုံတော်ကြီးကျောင်းအနီးတွင်အသက်40နှစ်အရွယ်အမျိုးသမီးတအုပ်နှင့်အသက်52နှစ်အရွယ်အမျိုးသားတအုပ်ကိုထပ်မံတပ်ဖြတ်ခဲ့ကြောင်းစစ်ကွေးစစ်ကြောင်းကပေါင်းမြို့နယ်တဲကိုစစ်ကြောင်း၃ကြောင်းခွဲပြီးထိုးနေတာပြည်သူတွေလည်းဟိဘလုံးကျွတ်ထွက်ပြေးနေရတယ်။မနေ့ကစပြီးတော့ခွေးစစ်ကြောင်းတွေကပေါင်းမြို့နယ်ထဲမှာစုပြီးထိုးနေတာထွက်ပြေးနေရတဲ့ပြည်သူတွေကတထောင်ကျော်တယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကလမ်းမှာတွေ့သမျှပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလည်းလုဆောင်ခဲ့တယ်ဟုအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲညနာခွဲပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်